ူတွေမှလွဲမှမှု၄မျိုးရှိတယ်လွဲမှနေတာ၄မျိုးရှိတယ်ဝိပ္ပန္လသလို့ခေါ်တယ်ဝိပ္ပန္လသကလွဲမှမှု၄ရက်တကယ်မတင့်တယ်တဲ့ကာယကိုတင့်တယ်တယ်လို့ထင်တာအတုဝေတုပအဲ့လွဲမှမှုတစ်ခုရှိတယ် တည့်တဲ့ရာကိုတင့်တဲ့တယ်လို့ပြင်တဲ့ဘာဘာရှင် ဟလူစီနေရှင်ပေါ့အဲ့တို့တွဲမအစွာတိနေတာအဲ့ဒါကိုပျောက်ဖို့ကာယကိုရှုခိုင်းတာဗျာအဲ့ဒီဝိပန္နတာကိုဖယ်ဖို့ကာယ ानु ပဒနာကိုခေါ်တာဒီရွယ်ချက်မရှိပဲနဲ့ကမ္မထံပေးတာမဟုတ်ဘူးရသော်ဗျာဆေးပေးတဲ့တမားတော်တို့ပဲခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ ယောဂဝေဒနာတွေနဲ့အလိုက်ပျောက်ဖို့အတွက်ဆေးရဟိုဆေးလေးပေးတယ်ဒီဆေးပေးတယ်ဒါအဲ့တော့ကာယ ानु ဘတိဝိဟရတိကာယကာယ ानु ဘတနာကမ္မထံဆိုတာဘယ်အတွက်ဆေးပေးတာတုံးဆိုအတုဘကိုမတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်ပြီးတော့လွဲမှားဆိုတာမြင်နေတဲ့အမြင်ကိုဖြောင်းနိုင်ဖို့အတွက်အဲ့ဒါ ါဆေးတစ်ခွက်ဝေဒနာသူဝေဒနာနုပတိကြတော့ဒုက္ခတကယ်စင်စစ်ကဒုက္ခအဲ့ဒီဒုက္ခကိုဒုက္ခလို့ထင်နေတဲ့အထင်လေးကိုပျောက်ဖို့ရအတွက်အဲ့ဒါပေးတာနောက်တစ်ခုကစိတ်ဓာတ်ဥပဒနာကြတော့ စိတ်ဆိုတာထာဝရရှိနေတယ်လို့ထင်တာကိုလူကစိတ်ကိုထာဝရရှိနေတယ်လို့ထင်တာမဟုတ်စိတ်ကလင်းလင်းမြန်မြန်ပေါ်လင်းမြန်မြန်ပြည့်စည်သွားတာစိတ်ဖြစ်စဉ်နေနဲ့သာရှိတာစိတ်ကလေးတခုရဲ့တတန်တာတူတယ်မမြဲဘူးဆိုတာကိုမြဲတယ်လို့ထင်လွဲနေတာပျောက်ဖို့အတွက်စိတ်ဓာတ်ဥပဒနာရှုခိုင်း ဓမ္မနုပတ္တနာကြတော့ကိုယ့်ကိုယ်ဒီတရားတွေဆုပေါင်းနေတဲ့အခါကြတော့ပြောတယ်ဆိုတယ်တွေးတယ်ကြံတယ်ဆုပေါင်းပြီးလုံးလုံးတော့ငါလုံးတယ်လို့ထင်လာတယ်အဲ့တော့အနတ္တကိုအတ္တလို့ထင်အဲ့ဒါပြောက်ဖို့အတွက်ဓမ္မနုပတ္တနာဟောတာအဲ့တော့တတိထားဖို့ရအတွက်ကလူတွေလွဲမှားနေတဲ့ဣတုရှင်ပါပရှင် ဟလူစီနေရှင်တွေကိုဖယ်ဖို့အတွက်ဒီလေးခုဟောတာမြတ်စွာဘုရားသူစေနဲ့သူပဲတပြိုင်တည်းလောက်အောင်မှာတော့မဟုတ်ဘူးကိုယ်တဏ္ဍမလောဘတွေများနေကာ అను ဝတနာချူပေါ့နော်တွေ့တာမှုတွေထင်းနေတယ်လတယ်ထင်းနေကာ అను ဝတနာချူစိတ်ခံစားချက်ကိုဒုက္ခလို့ထင်းနေတဲ့ဆိုရင်ဝေဒနာဥပဒနာကိုတတ်ရှုပြီးလွယ်မှနေတယ် မြဲတယ်လို့စိတ်ကထင်းနေတယ်အနိစ္စသဘောမပေါ်ဘူးဆိုရင်စိတ်ဓာတ်နိဗ္ဗာန်ကိုရှုကိုကိုအတ္တငါလုံးနိုင်တယ်ငါဆိုရရှိတယ်လို့သို့မဟုတ်ခန္ဓာကိုယ်ပေါ်မှာစွဲမိနေတဲ့အရာရှိတယ်လို့သူတို့ထင်းနေလို့ရှိရင်ဓမ္မနိဗ္ဗာန်ကိုရှုလို့သူတို့ဆုလို့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်တရား၄ပါးကိုဟောတယ်လို့သူတို့ဆိုတယ် အဲ့တော့မဟာသတိဝိရဏတော့အနှစ်ချုပ်ကိုအချိန်ကြီးထပ်နာလိုက်ရင်လည်းဒီအိဗယ်ရရှင်းထားပြီးသားရှိတယ်ပေါ့နော်အဲ့လိုမြတ်စွာဘုရားကဒီတတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးဓမ္မေတုဓမ္မနုပတိဝိရတိအာတပိသံသာနောတတိမဝိနည်းလောကိဘိသာတော်မတတအဲ့တော့တတိနဲ့နေရမဲ့အချက်၄ချက်အယုံ၄မြို့ခွဲပြီးတော့ဟောတာ အယုန်လေးမျိုးကိုခွဲခေါ်ခြင်းသည်ရွက်ချက်၄ခုရှိတယ်လူတွေရဲ့တဏ္ဍာဖြစ်ပေါ်နေတဲ့အတုဘကိုမတင်တယ်တာကိုတင်တယ်လို့ထင်နေတဲ့မပြဲတာဟိုဒုက္ခဒုက္ခဒုက္ခကိုဒုက္ခလို့ထင်နေတယ်အနိစ္စကိုနိစ္စလို့ထင်နေတယ်အနတ္တကိုအတ္တလို့ထင်နေတယ်အဲ့ဒီတွဲမာတဲ့အထင်တွေအတွက်ဒါပျောက်စေနိုင်တဲ့ဆေးတစ်ခွက်ပေးတဲ့သဘောပဲ အနှဖြာအောင်မယ်လို့အဲ့ဒါတတိထာနေဖို့ဆိုလေးကိုခေါ်တာနော်ဧဝံခောပေကုဧပေကုတတော်ဟောတိအခုလို့နေတာကိုငါတတိရှိရှိနေတယ်လို့ပြောတာအားတဲ့ဒါပြဿနာပြသူကသူရှင်းပြတ